ဟယ်လိုအားလုံးပဲမင်္ဂလာပါ Camp Vlog မှာပြန်လည်ကြိုဆိုပါရစေ။လူသားမျိုးနွယ်တွေရဲ့တမိုင်းမှာအထူးဆန်းဆုံးဖြစ်ရတဲ့ကတော့အမြဲဖြစ်ဖြစ်ခဲ့ကြတာကြီးပါပဲ။ဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုပြပြခြင်းတဲ့အကြောင်းအရာကတော့ဒီကပတမိုင်းမှာပေါ့နော်အထူးဆန်းဆုံးနဲ့သွေးချောက်ချားပွဲအကောင်ဆုံးဖြစ်ရတဲ့ကူပဲဖြစ်ပါတယ်။လူတွေဟာအကြောင်းပြချက်မရှိဘဲနဲ့ကခုံချိုင်းရင်းနဲ့ပေါ့နော်။တဖြည်းဖြည်းတည်ဆုံးကြရတဲ့ကခုံချင်းကက်ယောဂဆိုင်တဲ့အကြောင်းပဲဖြစ်ပါတယ်။ ဒါဟာဘာကြောင့်ဖြစ်ခဲ့တာလဲဘလို့ဖြစ်ခဲ့တာလဲဆိုတာကိုကျွန်တော်နဲ့အတူတူလေ့လာကြည့်အောင်ဒီလိုမျိုးကခုန်ချင်းကယောဂါတွေအများကြီးရှိခဲ့ပေမဲ့နာမည်ကြီးရဲ့ဖြစ်ရပ်ကတော့1518 1518ခုနှစ်မှာ Satrak Bog လို့ခေါ်တဲ့မြို့မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်ကခုန်ချင်းကယောဂါဆိုတာ14ရာစုကနေ18ရာစုအတွင်းမှာဥရောပမှာဖြစ်ခဲ့တဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ယောဂါပေါ့နော် ဒီ mass psychogenic illness MPI လို့လည်းခေါ်ပါတယ်။ဒီယောဂါကိုဖြစ်ပွားတဲ့သူတွေကကိုယ့်ကိုမထိန်းချုပ်နိုင်ကြတော့သူတို့ကကပဲကကျင်နေကြတာဗျာ။အဲ့လိုမျိုးကတာလည်းတရက်လည်းမဟုတ်ဘူးနှစ်ရက်လည်းမဟုတ်ဘူး။ရက်ပေါင်းများစွာသူတို့ကကခုန်နေကြတယ်။ဒီလိုကခုန်နေခြင်းရဲ့အကျိုးဆက်ကဘာလဲဆိုတော့သူတို့ကရေတက်ခန်းချောက်တယ်၊နှလုံးယောဂါဖြစ်တယ်။နောက်ဆုံးမှာဒီလေးဖြတ်ပြီးတော့အသက်ဆုံးရှုံးခဲ့ကြတဲ့လူတွေအများအပြားဖြစ်လာခဲ့ကြတာပေါ့နော်။ 1518ခုနှစ်ဇူလိုင်လမှာ Frog Trafia ဆိုတဲ့အမျိုးသမီးဟာသူမရဲ့နေရနေပြီးတော့သူကသူ့ရဲ့အိမ်ရှိလမ်းမပေါ်တက်ပြီးတော့ဆက်ပြီးတော့ကခုံပြရပေါ့နော်။ဘာအကြောင်းပြချက်မှလည်းမရှိဘူး။ဘာ music ဘာဂီတသမားလည်းမရှိဘဲနဲ့သူမဟာနိုင်ပေါင်းများစွာမရမနာဆက်ပြီးတော့ကခုံပေါ့။ဒီလိုကခုံတာကလည်းတည့်ရထဲလည်းမဟုတ်ဘူး။ရက်ပေါင်းနေဆက်လာတယ်။အဲ့လိုဆက်လာတဲ့အခါမှာတော့သူမရဲ့အပြုအမူကိုမြို့ခံလူလူတွေကပါစပြီးတော့သတိထားမိလာကြပါတယ်ပေါ့နော်။ ရက်ပိုင်းအကြာမှာသူမကဲ့သို့ပေါ့နော်လမ်းမပေါ်ကိုထွက်ပြီးကခုံတဲ့လူတွေကအများအပြားဖြစ်လာပါတယ်။ယောက်ျားလေးမိန်းကလေးဖိုးဖွားနဲ့ကလေးပါမကြံပေါ့နော်အကုန်လုံးလမ်းမပေါ်မှာထွက်ပြီးကခုံနေကြပါတယ်။ရိုးရိုးကြည့်လိုက်မယ်ဆိုရင်တော့ဒါဟာပွဲလန်းသမင်ကျင်းပတာသို့မဟုတ်ဘာသာရေးဆိုင်ရာအခမ်းအနားတစ်ခုကိုပြုလုပ်နေရလို့ထင်ကောင်းထင်ရပါတယ်။ဒါပေမဲ့သူတို့နောက်ပိုင်းမှာအာနာပိုင်တွေကတဖြည်းဖြည်းသဘောပေါက်လာခဲ့ကြတာကတော့ဒါဟာကုဆတ်ယောဂတစ်ခုလိုပဲပြန့်ပွားလာတယ်ဆိုတာပါပဲ။ ဒီဖြစ်ရက်ကို strike pop မျိုးအာနာပိုင်းတွေကလည်းဘလို့ကင်ွယ်လို့ကင်ွယ်ရမှမသိဖြစ်ခဲ့ပါတယ်သူတို့ထင်နေရတော့ဒီသွေးပူခြင်းကြောင့်ဖြစ်တဲ့ယောဂါပေါ့နော်အဲ့လိုထင်ပြီးတော့သူတို့ရက်တက်မှုစူးစမ်းခဲ့ကြပါတယ်အဲ့ဒါကဘလို့လဲဆိုတော့ဒီကခုံနေတဲ့သူတွေကိုသူတို့ကခေါ်တယ်ခေါ်ပြီးတော့နေရာစီစဉ်ပေးတယ်နေရာစီစဉ်ပေးပြီးတော့ဒီဂီတဆရာ DIY ဆရာတွေနဲ့ခေါ်ပြီးပွဲလမ်းသဖြင့်တစ်ခုလိုကျင်းပစေခြင်းဖြင့်ကခုံတဲ့လူတွေကမောပန်းပြီးတော့ရက်တန်သွားမယ်လို့သူတို့ကထင်နေကြကြတာပါ ဒီနီလန်ဟာမှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။ပွဲလိုက်သဖြင့်ဖန်တီးပေးလိုက်တယ်လို့ဖြစ်သွားတာကြောင့်ပေါ့နော်။သူတို့ကပို့ပြီးတော့ဒီမရနာကြတော့ပဲနဲ့တနေ့ကို15ရောင်နှုံးနေပေါ့နော်။အမောဖောက်ပြီးတော့တိတ်ဆုံးခဲ့ကြရပါတယ်။အဲအကြောင်းမလို့အာနာပိုင်းကြီးကနောက်တနည်းနဲ့ထပ်ပြီးတော့ချက်တံမှုစူးစမ်းခဲ့ကြပြန်ပါသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ဒီကခုံတဲ့သူတွေအကုန်လုံးကိုခေါ်တယ်ခေါ်ပြီးတော့နေရာတစ်ခုမှာစုတယ်စုပြီးတော့ဘာသာရေးဆိုင်ရာဆရာတွေကိုခေါ်ပြီးတော့စုတောင်းပေးရပဲဖြစ်ပါတယ် ။ Okay ။ဘာကြောင့်ဒီကက်ယောဂဖြစ်ပွားခဲ့ရတာလဲ။ဒီကက်ခုန်ခြင်းကက်ယောဂဘာကြောင့်ဖြစ်ပွားခဲ့ရတာလဲဆိုတဲ့အကြောင်းကိုဖြစ်တဲ့သိပ္ပံပညာရှင်တွေနဲ့တမိုင်းပညာရှင်တွေကပုံစံမျိုးစုံနဲ့ရှင်းပြဖို့ကြိုးစားခဲ့ကြပါတယ်။အဲ့ထဲမှာမှဖြစ်နိုင်စရာအကောင်းဆုံးအကြောင်းအရာတွေကတော့၃ချက်ရှိပါတယ်။အကြောင်းအရာနံပါတ်၁ကိုစာပြီးပြောပြပါမယ်။အဲ့ဒါကစိတ်ဖြစ်မှုနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလို့ဆိုထားပါတယ်။အဲ့ခေတ်ကာလကအလွန်ပဲဆင်းရဲဒုက္ခများတဲ့ခေတ်ကာလဖြစ်ခဲ့ပါတယ်။ မျက်မှုခေါင်းပါမှုတွေနောက် black tag လို့ခေါ်တဲ့ကက်ယောဂါတွေနောက်ဘာသာရေးပြိပခါတွေလူမှုရေးမတိမငင်ဖြစ်မှုတွေကြောင့်လူဒုက္ခအကြီးအကျယ်ကိုစိတ်ပင်ပန်းဆင်းရဲခဲ့ကြရပါတယ်အဲ့လိုစိတ်ပိုင်းဆိုင်ရာအရာအယံကိုဖြည့်ဆည်းပြီးတော့ဒုက္ခရောက်တဲ့အခါမှာဆိုလို့ရှိရင်စူပောင်းစိတ်ပိုင်းဆိုင်ရာယောဂါပေါ့နော် mass psychogenic illness လို့ခေါ်တဲ့ MPI ဆိုတဲ့ဟာကပေါက်ကွဲထွက်လာတယ်လို့သူကတော့ယူဆတယ်ပေါ့ဒါပေမဲ့ဒီ MPI လက္ခဏာတွေကရုပ်ပိုင်းဆိုင်ရာမှာတွားရောက်ပြီးတော့ထိခိုက်တယ်ဆိုပေမဲ့ ဒီလိုမျိုးအများရန်ကောက်ခုံနေခြင်းကစေပညာအရာမှာတော့ငယ်ငယ်လေးထူးဆန်းတဲ့ကိစ္စတစ်ခုတော့အခုထိဖြစ်နေသေးပဲဖြစ်ပါတယ်။အကြောင်းအရာနံပါတ်1ကတော့အစအစစိတ်တင်ခြင်းလို့ဖော်ပြထားပါတယ်။တချို့ပညာရှင်တွေကဒီကိစ္စက Acox လို့ခေါ်တဲ့ပုံမျိုးကိုသူတို့ကစားသုံးမိပြီးရဲ့နောက်မှာဖြစ်ပွားတယ်လို့ယူဆထားကြပါတယ်။ဒီမှုဟာဆိုလို့ရှိရင်တော့မူရောစပါးမှာအထူးပေါက်လေးပေါက်ထားရှိပြီးတော့စားသုံးမိပြီးတော့စိတ်တင်လို့ရှိရင်လည်းစိတ်ကြောင်ချောက်ချားဖြစ်မယ်၊ကြွက်တက်မယ်။နောက်တစ်ခုကကြတော့ ိုယ့်ကိုထိန်းချုပ်လို့မရဘူးဖြစ်မယ်ပေါ့နော်စတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ဒါပေမဲ့ကခုံချင်းကံယောဂါကြတော့ဒီမှုကိုစားသုံးမိပြီးတော့ဖြစ်တဲ့လက္ခဏာတွေနဲ့အနှဲငယ်ပွာချားနေတာကြောင့်အစာအဆိတ်တင်ခြင်းကြောင့်ဖြစ်ပါတယ်ဆိုတဲ့ဟာလေကျွန်တော်တို့အတွက်လက်ခံဖို့ခက်ခဲခဲ့ပါသေးတယ်အကြောင်းအရာနံပါတ်3ကတော့ဘာသာရေးဆိုင်ရာယုံကြည်မှုတွေအယူသီးမှုတွေကြောင့်ဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်အလယ်ခေတ်ဥရောပအချိန်ကြီးမှာဆိုရင်ဘာသာရေးတပ်ဝင်ယုံကြည်မှုကအလွန်မင်းအားကောင်းခဲ့ပြီးတော့လူတွေက ဝိညာဉ်ရေးရတိုင်အားပြုလုပ်မှုတွေရဲ့နတ်ဖျားကိုးကွယ်မှုတွေနောက်စေတန်ရဲ့ဩဇာအာဏာခံတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဒီကခုံချင်းကို ပြုလုပ်လေရှိကြပါတယ်ဒီလိုတပ်ဝင်ယုံကြည်မှုတွေကလည်းဒီဖြစ်ရပ်ကိုပို့ပြီးတော့ထူးဆန်းစေခဲ့တာပါဒီထူးဆန်းတဲ့ဖြစ်ရပ်ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ခဲ့တယ်ဆိုပေမဲ့ယနေ့အနာဂတ်ခေတ်မှာလည်းကျွန်တော်တို့ဟာပေါ့နော်မိမိရဲ့ဒီစိတ်ကိုရှော့ချဖို့လူမှုရေးပြဿနာတွေကိုရှော့ချဖို့ဘလောက်တောင်အရေးကြီးလဲဆိုတာလည်း သင်ခန်းစာယူလို့ရတဲ့မိမောင်းထုတ်ပြနေတဲ့ဖြစ်ရည်ကြီးတစ်ခုဖြစ်ပါတယ်။ကဲဒီလောက်ဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေလည်းကာခုံချင်းကက်ယောဂအကြောင်းကိုတော်တော်လေးသိသွားမယ်လို့ထင်ပါတယ်။နောက်ထပ်ဘလို့ထူးဆန်းတဲ့အကြောင်းအရာတွေကိုသိချင်သေးလဲဆိုတာကျွန်တော်ရဲ့ comment section အောက်မှာဝင်ရောက်ပြီးတော့ဆွေးနွေးပြီးွားလို့ရပါတယ်ခင်ဗျာ။နောက်ပြီးတော့ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ကူညီပေးလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာလည်းထပ်ပြီးတော့ တွေ့ဆုံကြပါမယ် stay tuned see you in the next video bye bye